ဒါအမျိုးဘာသာတာနာဖုံးကြီးဘာဘာသာဖုံးကြီးတွေဘုရားဘာသာမှာရှိနေတဲ့မြန်မာနိုင်ငံမှာရှိနေတဲ့မြန်မာယဟန်တန်ကတော်တွေအားလုံးကိုဒီနေ့နေပြီးမှာဖရားတပည့်တော်ရှောက်တင်ပါတယ်ဒါမှန်သလားမှားသလားဆိုတာဆုံးဖြတ်ပေးပါနော်ဒီတော်တို့အတူတူနားထောင်မယ်ညီကိုမောင်မိုင်းလည်းအတူတူနားထောင်မယ်ကောမန်နဲ့မှဝင်ရေးပေးပါဒါကဘလို့ရွယ်ချက်ရှိရှိနဲ့ပြောနေပါပြီလဲဆိုတာ ဒီကောင်လေးကအရင်ရက်တော့ကမော်ဆလင်ရဲ့သူရဲကောင်းတွေရှေ့ဆော့ဘူးလက်ထက်မှာရှိနေတဲ့မော်ဆလင်သူရဲကောင်းတွေပဲထုတ်ပြောခဲ့တဲ့ကောင်လေးပေါ့ဒါဒီနေ့ဘလို့ပြောသလဲဆိုတာဒါနားထောင်သိနေအဲ့လိုကျွန်တော်အနေနဲ့သုံးသက်တယ်ဗုဒ္ဓဘာသာတရားလုံးလဲဒါကိုကျွန်တော် comment မှာဝင်ရေးပါကျွန်တော်အထူးနားထောင်နေမှာရှေခိတီကျောင်းကိုပြောတဲ့အခါမှာတချို့စာပေဒီမှာတချို့သမိုင်းတွေမှာတချို့ဘာသာရေးစာအုပ်တွေမှာအလွန်တရာမှချီးမွမ်းဖွဲ့ဆိုပြီးတော့ပြောထားတာရှိတယ် ဲ့တော့ဒီသမိုင်းနေရဘလောက်ခိုင်ပါလဲထားပါတော့ရှေ့ခေတုန်းကလူတွေကသူစိတ်ကူးရင်မြေးခဲ့တဲ့အရာတခုကိုအဲ့လူရေးထားတာပဲဆိုပြီးကျွန်တော်ကစွတ်ယုံလို့မရဘူးလေအဲ့ဒီလူရေးထားတဲ့အရာကိုထောက်ခံတဲ့ခစ်ပြိုင်မှတ်တမ်းကဘာလဲဘသူတွေရှိလဲခစ်ပြိုင်အဲအဖြစ်ရတရားဘာတွေရှိလဲဘာဆိုတော့ဒီနေ့ခင်မာတော့မှာအင်တာနက်ပေါ်မှာပောက်ကရရေးသူတွေအများကြီးပဲလေအဲဒီနေ့ခင်မာလူတယောက်ကအင်တာနက်ပေါ်မှာပောက်ကရရေးခဲ့လို့နောက်နှစ်တရားလောက်ကြာလို့ရှိရင်ဒီခင်မာပောက်ကရရေးထားတာကြီးကိုကိုးကားပြီးပြောနေလို့မရဘူးပေါ့နော်အဲ့တော့ ရှေ့ခေတ်တုန်းကမြတ်စွာဘုရားလက်ထက်ကအကြောင်းတွေကိုပြောတာပဲဖြစ်ဖြစ်မြန်မာရှင်ရှင်ဘရင်နေခေတ်ကကိစ္စတွေပြောတာပဲဖြစ်ဖြစ်တမိုင်းနေမှာဒါအားကိုချက်ကားလွန်တာတွေအများကြီးပါတယ်အဲ့တော့သူစပြောကြတာဗုဒ္ဓဘာသာကိုစတဲ့ခြင်းနေတာနော်တမိုင်းနေမှာသလားမှန်းသလားတော့သူဒီနေရာမှာအခုချိန်မှာစပြီးတဲ့ပြီးပြီးခဲ့တဲ့ရက်ကသူတဲ့တုန်းကကျတော့မော်ဆလင်ဒါရှင်သောဘူးဘယင်မကြီးလက်ထက်သူဟာလာဆလိန်ဥပုပ်ညာတော့သူတောက်လျှောက်မှတ်ပုံတွေစစ်ပြီးပြောတာလားတော့မသိဘူးအဲ့ချိန်တော့သူခေါင်းကြောင်းတွေပဲတောက်လျှောက်ပြောနေ ိန္ဒိယနိုင်ငံမှာမီးလောင်တိုက်သွင်းပြီးတော့အသက်ခံရတဲ့ဖုန်းကြီးတောင်းတော့မပြောဘူးအိန္ဒိယနိုင်ငံရဲ့မှာဒီမြောက်ပိုင်းမှာဖြစ်သွားတဲ့အဲမော်ဆလင်တွေတင်းသွားတဲ့အဲသူရဲကောင်းတယောက်ကနာမည်တော့ပြောတယ်နော်အလားအထားကျွန်တော်တို့ဒါသေးသေးလေးလာမယ်သေးသေးကျွန်တော်တို့ဒါကိုသေးသေးကြည့်ရှုရမယ်သေးသေးနားထောင်ရမယ်သူပြောခဲ့တဲ့တမိုင်းကြောင်းနေဆိုတာအခုသူတမိုင်းကြောင်းနဲ့မှန်လားမှန်လားမသိဘူးဆိုပြီးပြောတာအခုသူတည့်ကျင်းနေတာဗုဒ္ဓဘာသာကိုတည့်ကျင်းနေတာကျွန်တော်တို့အတူတူဆက်နားထောင်မယ်ဖခင်ကြောင်းနေဘယင်ကြောင်းနေသူပြောလာပြီနော်အခုကျွန်တော်အတူတူဆက်နားထောင်မယ် ဒီနေရာမှာကျွန်တော်ပြောပြသားတော့ကျွန်တော်ကဘောင်းကလည်းမဟုတ်ဘူးထမိန်ချုံလည်းမဟုတ်ဘူးကျွန်တော်အမှန်တရားပတ်တော်သားအမျိုးဘာသာတာနာနဲ့ပတ်သက်လာရင်အားလုံးကိုသိရှိအောင်ကျွန်တော် sharing လုပ်ရမှာကျွန်တော်ရဲ့တာဝန်ကျွန်တော်မသိရှိရင်လည်းဆရာတော်ဖရားတွေကိုရှောင်မင်းရမှာကျွန်တော်တာဝန်အခုကျွန်တော်မသိရှိတာလေးပါခဲ့မယ်ဆိုရင်ဆရာတော်ဖရားတွေကိုရှောင်မင်းမယ်သိရှိတာပါရင်တော့ချက်ချင်းကျွန်တော်ပြန်လည်းဖြည့်ရှင်းပေးမယ်အတူတူဆက်နာထောင်မယ်အဲမြန်မာပြည်ရင်းနဲ့စစ်အင်အားတွေဆိုတာလို့ရှိရင်လည်းအမှန်တကယ်ချက်ကားပြီးတော့ပြောထားတာမျိုးပေါ့နော်ခန်းနားမှုတွေဆိုရင်လည်းချက်ကားပြီးပြောထားတာမျိုးတွေအများကြီးရှိတယ် တကယ်မခံနိုင်ဘူးလားဆိုရင်တော့ခံနိုင်ပါတယ်အတကယ်အင်အားမရှိလားဆိုရှိပါတယ်ဒါပေမဲ့ရှင်းရင်းဆွဲချက်ကိုဘုံတော်ဘွဲတွေကအလွန်အကျွတ်ဖွဲ့ဆိုထားတာရှိတာကိုပြောတာပေါ့နော် အပြီးတော့ဒီတရုတ်နဲ့စစ်တိုက်တဲ့အခါမှာဗလာမင်းနေတို့တင်ချမ်းမင်းခံလို့ခေတ်ကစိတ်အင်အားရဆိုလို့ရှိရင်တော့ဒါအမှန်တိုင်းနှီးပါလောက်ကိုပြောပြထားတယ်။ဘာကြောင့်လဲဆိုရင်တော့တရုတ်ဘက်မှာလည်းမှတ်တမ်းရှိတယ်။မြန်မာလည်းမြန်မာဘက်မှာလည်းမှတ်တမ်းရှိတယ်။နောက်ပြီးတော့ဒီမြန်မာနိုင်ငံရောက်ရှိနေတဲ့အင်္ဂလိပ်တွေပေါ်တူဂီတွေရဲ့မှတ်တမ်းနေရှိတယ်ဆိုတော့ဒီဘက်ခေတ်နောက်ပိုင်းတွေကကျတော့ကျွန်တော်နှိုင်းချိန်လို့ရတာပေါ့နော်။ယူရီးယားရှိတဲ့မှတ်တမ်းအင်္ဂလိပ်ကရှိတဲ့မှတ်တမ်းတရုတ်ကရှိတဲ့မှတ်တမ်း။ဒါပေမဲ့အဲ့ထက်ဆောရဲခေတ်တွေမှာကျတော့ကျွန်တော်ခေတ်ပြိုင်မှတ်တမ်းတွေကနည်းတဲ့အတွက်ကြောင့်မို့လို့အဲအတီးပြို့ဖို့ကအမှတ်တမ်းမှခက်ခဲပါတယ်။ဥပမာဆိုလို့ရှိရင်ဒီမြစ်စွာဘုရားနဲ့ပတ်သက်ကြောင်းရရင်ပါပဲ။ အခုသူမြတ်စွာဘုရားကိုတဲလိုက်အဓိကသူတဲကျင်တာမြတ်စွာဘုရားကိုတဲကျင်တာဘုရားမြတ်စွာဘုရားရဲ့အနေထားကိုသူအခုစပြီးတဲကျင်နေတာသူမွတ်စလင်ခေါင်းဆောင်ကိုပြောကျင်နေတယ်အရင်ဘက်ကလည်းဒီအာလီချာနိုင်လူမျိုးကြောင့်အကောင်းဆောင်ကိုသူပြောလာတဲ့တလက်ဆက်အခုဘုရားဘာသာကိုသူတဲကျင်နေတာမြတ်စွာဘုရားကိုသူတဲကျင်ဘာတဲတယ်လဲဆိုတော့ကျွန်တော်တို့အထူးထူးဆက်နာထောင်ကြည့်မယ်နော်ကျွန်တော်သူတဲတာမဟုတ်ဘယင်းတွေတဲတာမဟုတ်ဘာအောင်မတဲတာမဟုတ်ဘုရားဘာသာကိုတောက်လျှောက်တဲလာတာ အခုတောင်းချောက်ကိုသူအရင်တော့ကျွန်တော်သူစောင်းကြည့်လာတဲ့အချိန်မှာအလောက်ထိကျွန်တော်ဗုဒ္ဓဘာသာသူစော်ကားလာတာမရှိဘူးအခုတလုံးစောင်းကြည့်လာတဲ့နေရာမှာတော့အခုတလုံးမှာတော့ဒါတက်လာတဲ့နေရာအကုန်လုံးကဗုဒ္ဓဘာသာသူဒီလိုမျိုးတဖြည်းဖြည်းတဖြည်းဖြည်းချင်းလူတွေကယုံကြည်မှုနည်းလာအောင်ဒါချဲ့ကားနေတယ်ဆိုတော့ပုံစံမျိုးအသွင်ကိုသူဖန်တီးလာတာကိုတွေ့ရတယ်အဲ့တော့ကျွန်တော်တို့အတူတူကြည့်မယ်တဲ့အကြောင်းအရာတွေမှာပဲပြပြမြတ်စွာဘုရားဟာအရက်တော်16တောင်မြင့်နေတို့ဘလောက်အမြင့်ကြီးတို့ ရှေးလူကြီးတွေပြောတာကြားဦးမှာပါရှေးခက်ကလူတွေအရက်အရက်အရှည်ကြီးအမြင့်ကြီးတွေတို့တကယ်တမ်းကျရင်ကျွန်တော်ရှေးအောင်သူတွေတနဌာနကိုတွားကြည့်ကြည့်လေအယူအယူကြောက်တွေအများကြီးရှိတာပဲလွန်ခဲ့တဲ့နှစ်ပေါင်းအဲ3000ကအယူကြောက်လဲရှိတယ်3500ကအယူကြောက်လဲရှိတယ်ပုံနာပုံညာလူတို့ primate တွေရှိတယ်တကယ်ညံ့ဒီခေတ်လူတွေနဲ့အများကြီးမကွာပါဘူးအလုံးစုံကွာလို့ရှိရင်6လက်မှအဲတပီပေါ့ရှင်ရင်လဲတပီတူရင်လဲ6လက်မှပေါ့နော်တကယ်တော့ဟိုမြန်မာတွေရဲ့အရက်က9ပေကနေ6ပေအတွင်းမှာပဲရှိတာများပါလေအဲ့တော့ ဒါပေမဲ့ရှေးလူကြီးတွေအရက်တွေကိုပြောတဲ့အခါမှာဟာအရန်ကိုမြင့်နေတို့တချို့ဆိုပိုဆိုးတာကတော့ထမ်းမင်လောက်မြင့်နေတယ်ပေါ့ကိုပြောကြတာပေါ့နော်အဲပြီးတော့မြတ်စွာဘုရားနဲ့ပတ်သက်လို့ရှိရင်လည်းအဲ့လိုပဲပြောတယ်ပေါ့တကယ်တကယ်မြတ်စွာဘုရားရဲ့မျက်စိမှအဲမှာမြတ်စွာဘုရားရဲ့ကြောင်းတော်တွေကတခုရှိသေးတယ်မြတ်စွာဘုရားကြောင်းတော်ဆိုတာလည်းလူတစ်ယောက်ရဲ့လူတစ်ယောက်နေသာထိုင်သာရှိတဲ့ကြောင်းတော်ပဲရှင်သီဝိလိကြောင်းတော်ရှင်မဟာမောက္ခလန်ကြောင်းတော်ကြောင်းတော်တွေကြောင်းကြောင်းတော်ရဲ့အဟောင်းတွေရှိရလေဒီမြာမှာကျွန်တော်နည်းနည်းတစ်ချက်ပြပြမယ်တိရကုဆရာတော်ဘုရားကြီးကတိရကုဆရာတော်ဘုရားကြီးက ဗုဒ္ဓဂါယကိုသွားတဲ့အချိန်မှာအာဒါသူကြောင်းတော်တွေကိုရှင်းပြတာမျိုးကျွန်တော်ကြားတွေ့ဘူးတယ်နားဘူးတယ်အဲအဲဒီမှာအာဒါအရက်ကပုံစံတွေအနေထားပုံစံတွေဒါရှင်းပြတာကိုကျွန်တော်တွေ့ဘူးတယ်သိရှိဘူးတယ်ဘယ်တော့ထမ်းမရှိပါညာတော့မသိဘူးသူဘာလို့ရည်ရွယ်ချင်တာလဲဆိုတာကျွန်တော်တို့အတူတူစောင့်ပြီးတော့ဆက်လက်ကြည့်ရှုမယ်နော်စောစောပြောတဲ့ဟာဒီတကူဆရာတော်ဘုရားကြီးကဒီဗုဒ္ဓဂါယကိုသွားတဲ့အချိန်မှာအဲ့မှာသူတပတ်တော်ကားတွေကိုရှင်းပြနေတာကိုလည်းပဲဒါကျွန်တော် နာဘူးပါလေနာဘူးပါလေဒါတော့ကျွန်တော်ငင်းဆိုတာမဟုတ်ဘာကိုဆက်ပြောနေတာလဲဆိုတာအတူတူဆက်လက်နားထောင်ကြည့်ရက်စွာဖေးရသတင်းသုံးသပ်ကဏ္ဍကိုရိတိုက်တွေရှိတယ်လူတယောက်နေသာထိုင်သာရှိတဲ့ size တွေပဲဒါပေမဲ့စာပေထဲမှာဘလောက်မြင်တယ်ဟောတကူတွေပိုင်းနဲ့ဖန်တီးရင်တော့လေကျွန်တော်လည်းမပြောတတ်ဘူးပါဗျာဒါပေမဲ့တကူမပါဘူးတာမန်တဘာဝအတိုင်းပဲဆိုရင်ရက်စွာဖေးရဒီဒီဘက်ခေတ်ရက်ရှိတဲ့လူတွေရဲ့အရက်လောက်ပဲရှိတယ်ဆိုတာကိုတော့ဒါထင်ရှားကျွန်တော်တို့သိရှိနိုင်တယ်နောက်တစ်ခုကအဲဒီအရက်တွေတွေမခုံဘူးပေါ့နော် မြတ်စွာဘုရားရဲ့အသွင်ပြေနဲ့ပတ်သက်ပြီးတော့လူတွေဖွဲ့ဆိုတဲ့နေရာမှာလည်းမြတ်စွာဘုရားကိုတကယ်ကိုတကူရှင်ဤတကယ်ကိုရောင်ကြီးရောကွန်မြူနီပြီးတော့ဘယ်အချိန်ကြီးကြီးဖျားမှန်တန်းသိနိုင်လဲဆိုတဲ့ပုံစံမျိုးပုံဖော်တယ်ဒါဟာလည်းဟိုပြိတကက်ထဲမှာပါတဲ့အချက်တွေနဲ့လွဲမားနေတဲ့အချက်တွေပဲတချို့တွေဆိုမြတ်စွာဘုရားကိုတာမန်ရဲ့ဟန်ရင်းတယောက်ဖြစ်နေအမြဲမားတယ်နောက်ဆုံးမြတ်စွာအဲမှာစာရီကုံသိကချပြီတချို့တွေဆိုရင်လည်းမြတ်စွာဘုရားကိုတာမန်ယဟန်နဲ့တော့မှမားတယ်တဲ့နော်အဲ့တော့ရှင်ဘုရားတို့တပည့်တော် သိကျင်တာကရောင်ကြီးကိုကွန်ယူတယ်သူဘာလို့လဲမဟုတ်ဘူးပေါ့သူပြောတဲ့ပုံစံကဒါတပြည့်ပြည့်အစိတ်တွေရိုက်ထည့်နေပြီနော်မြန်မာဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအစိတ်ရိုက်ထည့်တာလားမဟုတ်တခြားဘာသာတွေကလည်းပဲဒီမြန်မာမင်းတို့ဖျားသူပြောတာမင်းမကြောက်တာဘာအလကားရှောက်ရွချဲ့ဆွေပြောနေတာအလကားရှောက်ပြောနေတာဘာမှရောင်ကြီးတော့သူမပြောတာဟုတ်ပုံမှန်ပါပဲဘလူးမသိတာမသိတာတာမဟုတ်သာဒါသူပြောတဲ့ဆိုတဲ့အစိတ်တွေကခေါင်းထဲတွေကိုရိုက်ထည့်နေပြီကျွန်တော် အစာဘရိန်းနဲ့ကိုတဆင်ရင်ရိုက်ထဲနေပြီတဆင်ရင်တဆင်ရင်တက်နေရနော်တ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 ယ်နော်ဘယ်လိုနေရာမှာတော်လဲဆိုတာတော့သိဖို့လိုတယ်တဆင်ရင်ရိုက်ထဲတာနော်တဆင်ရင်တဆင်ရင်မွတ်စလင်တွေဒါမြန်မာနိုင်ငံကအာဘာလုပ်ခဲ့တယ်ဘယ်ရင်လက်ထက်တွေကမင်းမှုထမ်းခဲ့တယ်ဘယ်လိုရှိတယ်အဲဒါတွေကသူပြောလာတာကျွန်တော် တောက်ချောက်တတိထားမိလားခါတိုင်းတော့သူ့ကိုတတိနဲ့မတားမပါဘူးသူဒါတောက်တော့တောက်ကန်နဲ့စီရေးအကြောင်းအရာလေးပြောတော့ကိုလည်းသိရှိတာလေးနဲ့သူလည်းသိရှိတာလေးဒါလိုပဲပြည်သူတွေအေးကျမ်းလို့ဆိုနေကျင်ကြလို့မျှဝေကြတယ်အဲဒါလေးတော့ကျွန်တော်တတိထားမိတော့တခါလေးကြလို့ကျန်သူပြောနေတဲ့တမိုင်းကြောင်းလေးတွေရှိတယ်ဒါလေးတွေထားလိုက်ပါကျွန်တော်တို့ကဟိုနေပြအခုကဗုဒ္ဓဘာသာနဲ့ဟိုတရေချင်းပြက်ပြီးလျှော့လာပြီနော်အခုပါပြီလေရောင်းကြီးတော့ကွန်ပျူတာကပိဋကတ်တော်ပုံတွေပိဋကတ်တွေနဲ့လွဲနေတယ်လို့တယ်အဲ့တော့ဘုရားဘာသာအရှင်ဘုရားတို့က မျက်စောအဖေကရောင်ကြီးတော့ကွန်ပျူတာမဟုတ်ဘူးလားရှင်းပြဖို့တော့လိုအပ်လာပြီ။နော်ပညာရှိတဲ့ယဟန်တွေရှင်းပြဖို့လိုအပ်လာပြီ။စာပေပရိသတ်တက်ကြွတဲ့ပုံကိုယ်တွေရှင်းပြတတ်ဖို့လိုလိုအပ်လာပြီ။ဘာကြောင့်လဲဆိုတော့မြန်မာပြည်မှာဗုဒ္ဓဘာသာကိုတဖြည်းဖြည်းချင်းပြီးတော့တရေချင်းနှိမ့်ချနေတာကိုကျွန်တော်အနေနဲ့မြင်တွေ့လာရပြီ။နော်ကျိုတင်ဦးဆုံးမှအရှင်မရတော့မရှင်းနေနိုင်ဘူးဆိုလို့ရှိရင်နောက်တစ်ချိန်မှကမြန်မာဗုဒ္ဓဘာသာလူငယ်လေးတွေမှာအသိဉာဏ်တွေမှားကုန်နိုင်တယ်။တကယ်မဟုတ်ဘူးလား။ ်သူပြောသလိုတကယ်မဟုတ်ဘူးလားဟုတ်သလားတော့မသိဘူးเนาะအဲရောင်ကြီးတော့ကွန်ပျူတာရောင်ကြီးတော့ကွန်ပျူတာဆိုတာကတော့အဲဒါကျွန်တော်တို့လည်းပဲအဲတချို့တချင်းနေတချို့တရားနာတာတွေနာဘူးပါတယ်နောက်ဖုန်းကြီးတွေကပဲမှားတာလားအာသူကပဲမှားတာလားကျန်းကန်တွေကပဲမှားတာလားတရားဟောတဲ့ဆရာတော်ဖရာတွေကပဲမှားတာလားတော့မသိဘူးအာဆရာတော်ဖရာတွေထွက်ရှင်းတင်တယ်လို့ကျွန်တော်အနေနဲ့ယူဆတယ်ဒီကောင်လေးကတဖြည်းဖြည်းနဲ့မြတ်စွာဘုရားဂုံသိက္ခာကြာဆင်းစီမဲ့သကယ်ရက်ကနေစပြီးထုံထုံသုံးဆွဲလာပြီး အဲဒါကိုတော့ကျွန်တော်တို့မြန်မာဗုဒ္ဓဘာသာတရားလုံးကတတိထားကြည့်ရှုဆောင်ကြည့်ရှုရမယ့်အမျိုးဖြစ်မယ်เนาะကြည့်ရှုရမယ်ကျွန်တော်အထူးပြောက်ကြည်ညိုလို့ခရီးပေါင်းများစွာဟိုမိုင်းမောင်းထောင်ပေါင်းများစွာလာခဲ့တဲ့ပကုတာတိဆိုတဲ့ဒီမထေဆိုလို့ရှင်အောင်ပါပဲမြတ်စွာဘုရားကိုတညလုံးတရားဆွေးနွေးကြအောင်မြတ်စွာဘုရားမမသိဘူးတာမန်ယဟန်အိုဤတပါတာမန်ယဟန်တပါအဖြစ်နဲ့ပဲတည်ခဲ့တယ်ဗောနော်နောက်ဆုံးအဲ့ဒီညမှာတက်အဲတကုတာတိ ယဟန်ကိုဒါမိုင်းထောင်မောင်းများသာလာပြီးမြတ်စွာဘုရားကိုဖျားမန်းတော့မသိဘူးတဲ့မြတ်စွာဘုရားကိုဖျားမန်းမသိတတ်တဲ့သူမှဘလောက်ဒီအာကုသူတွေညားနေလဲဆိုတာကဒါကျွန်တော်ပြောစရာအကြောင်းမရှိဘူးနော်သူတော်ကောင်းသူတော်ကောင်းမှမသိဘူးဖျားကိုဖျားမန်းမသိတဲ့ညင်နာနဲ့မသိပါဘူးဆိုတဲ့လူကဖျားဟာတာမန်လူပဲလို့သူပြောချင်တာဘာမှမဟုတ်တာချင်းချင်းပြောရင်လူလိမ်မသာယင်ပါပေါ့ဆောင်အလိမ်မတက်ပြီးတော့အလိမ်မကြောင်ဆောင်ပြီးတော့မှကောင်းကောင်းချိုးနေကြတာဖြစ်တယ် ဒါလေးကိုဆရာတော်ဘုရားတို့အာယုံစိုက်ပေးပါဆရာတော်ဘုရားတို့အာယုံစိုက်ပေးပါနော်တပည့်တော်ကဘာလို့အာယုံစိုက်လဲဆိုတော့နောက်တက်လာမယ့်ကလေးတွေမှာအာဒီယဟန်းတော်ငိုင်ဝေါတော်ဝေါများစွာတောင်းဝေါများစွာနဲ့လာပြီးတော့မှဒီဖျားတို့သူတို့ကိုပွက်နေတဲ့ဖျားဟိုကလေးလေးဆိုထောက်ချောက်ဆဲနေတာမြတ်စွာဘုရားပုံတော်တွေထင်းခုတ်ပြန်မယ်ဓာကွန်မယ်ဖနှန်းနေရဘာညာထောက်ချောက်ပြောနေကေရှန်ကလေးရှိတယ်ကျွန်တော်ကဒါလေးတဲ့ဘောင်းပေါ်မှာတန်းဝင်မှာကလေးတွေမို့လို့စကားတဲ့ထဲ့မှာပြောတာသူတို့ကြတော့ပညာတတ်တယ်ဆိုပြီးတော့ သူကဒီမဟာပညာကျော်ဆိုတာကလည်းရခိုင်ဘက်ကမွတ်စလင်တယောက်ရဲ့နာမည်လို့ဆိုပြောမှာအဲ့ဘက်ကနေမှကျွန်တော်တို့ပြောတတ်တာရှိတယ်ဒါတော့သူတို့တိုက်ဆိုင်တာပဲဖြစ်ဖြစ်မှာသူလိုအပ်လို့သူကဆိုခရစ်ယာန်ကြလို့ယူလာပဲဖြစ်ဖြစ်နေမှာအဲ့ရခိုင်ဘက်ကမွတ်စလင်တယောက်ရဲ့ပညာရှိတဲ့သူတယောက်ရဲ့သူရဲ့နာမည်ဆိုပြီးတော့သူပြောတာရှိတယ်ဒါတွေကတော့ကိုယ်ကြိုက်တဲ့နာကိုယ်တိုက်ဆိုင်မှုတည်းရှိမှာသူရဲ့အဲသူကအယူဆပါညာမျိုးရှိတာဒါလည်းကျွန်တော်တို့ကတော့ပြောလို့မရဘူးကျွန်တော်လာပြောတဲ့သူကအများကြီးပဲရှိတယ်နောက်ဒါ ဗုဒ္ဓဘာသာမှာမြတ်စွာဘုရားကိုမြင်တာတောင်မှမြတ်စွာဘုရားတာဝန်လူပဲဘာမှမဟုတ်ပါဘူးဆိုတာဒါမိမောက်ထိုးပြပြီးလက်ညှိုးထိုးလိုက်တာဖြစ်တယ်။ဒါကိုဆရာတော်ဘုရားတို့ဘလို့နီးနမ်းလို့ရှင်းပြမှာဖြစ်တယ်။မရှင်းပြနိုင်ရင်တော့သာသနာကတပြေးပြေးညှိုးနွမ်းလာနိုင်မယ်လို့ကျွန်တော်အနေနဲ့တုံ့တက်တယ်။အတူတူဆက်နားထောင်မယ်ဗျာ။တရားဓုတရားနဲ့ရသွားမှာပဲဘုရားဖြစ်နေတည်တာ။နောက်ပြီးတော့မြတ်စွာဘုရားအာနန္ဒာနဲ့မှမပြီးတော့ပခုံးပုတ်လေးပခုံးပုတ်ပြီးတော့ခေါလေးရှိရတဲ့အတွက်ကြောင့်မို့လို့နောက်ပိုင်းဝိနည်းပညာရတယ်။အဲတန်ငန်း နေ့ကိုယဟန်နေရခြေတလုံးလောက်ထိအတူဝေးရပြီမြတ်စွာဘုရားတော့အရှင်ဝတ်တယ်။ဘာကြောင့်လဲဆိုတော့မြတ်စွာဘုရားရဲ့ညီကိုမောင်နှမတွေတော်တော်များရုပ်ချင်းဆင်ကြတယ်။ဘာကြောင့်လဲဆိုတော့မြတ်စွာဘုရားရဲ့ဒီတားတော်ရာဟုလာရှိတယ်။ညီတော်နန္ဒမင်းသားရှိတယ်။အရှင်အာနန္ဒရှိတယ်။တကြွနွယ်ဘွားဒီပုဂ္ဂိုလ်တွေတော်များရုပ်ချင်းဆင်ကြတယ်။ဒီလိုလိုကြည့်ချင်းချင်းအဖြစ်လဲအရှင်အာနန္ဒနဲ့မြတ်စွာဘုရားနဲ့နန္ဒမင်းသားတို့ဟာရုပ်ချင်းဆင်ကြတယ်ဆိုတာကိုအကြံပြင်းသဘောပေါက်နားလည်ရမယ်။မြတ်စွာဘုရားဆိုတာတော့အရေးရှိရှိထောင်းထောင်းမောင်းမောင်းနဲ့ဒါအသားရည်ဒါ ဝင်းအသားကြီးဝင်းနေပေါ့နော်အသားဖြူနေဒုတ်ချင်းစင်ညဆိုအကြမ်းမဲနားလဲသူကအဲ့ဒီခက်မှာနေခဲ့တယ်သူသူအဲ့ဒီခက်မှာနေခဲ့တဲ့သူရုံချင်းစင်တော်အကြမ်းမဲနားလဲရမယ်တဲ့အဲ့လိုနာတန်ဆင်းမှာပဲမျက်လုံးမျက်ဖက်လှကြမှာပဲအရန်ပေါင်းကောင်းတဲ့ကလကလပြီးမှကြည့်လိုက်မင်းသားဆိုင်နဲ့ဒီဘက်ကဗမာပြည်လူနဲ့ဆိုင်တရာကွာကြတာပဲသွားစင်တာသူတော်တယ်ပဲ သူပြောချင်တာကမြတ်စွာဘုရားကတာမန်မဲဘာမှမဟုတ်ဘူးပခုံးချင်းဖက်တာတော့မှဘုရားမှမသိလို့ဘုရားမှသိအောင်လို့ကိုဒီတင်ငန်းကိုအရှိကိုတက်တက်ကိုခါပြောဝဲရတယ်ရှင်းရှင်းပြောလို့ရှင်ဗျာရုပ်ရှင်မင်းသားမှမသိလို့မင်းသားဖြစ်မှသိအောင်လို့ဆိုပြီးအဝယ်စားအပြောင်ရောင်ကြီးဝဲပေးတာလေဆိုတော့ပုံစံမျိုးသူပြောချင်တာသိလားမအဲ့တော့ကျွန်တော်ဆက်လက်နားမထောင်ချင်တော့နော်ကျွန်တော်ဆက်လက်နားမထောင်ချင်တော့ငရေကြီးတယ်အဲ့တော့သူဖိုင်ရတာသူ၁၀ရက်နေ၁၀လ2025ပြီးတာလေပြီးတာလေတောင်းနေတောင်းကို နှစ်လမ်းနဲ့ဒါအဲ့မှာသူ comment တွေမှာတချို့ဘာသာရေးနားလည်သူရေးပြတာကျွန်တော်တွေ့ပါတယ် comment ဝင်ဖတ်တာကျွန်တော်လည်း comment ပြောပြောရေးလိုက်ပါတယ်မင်းကတောက်လျှောက်ဗုဒ္ဓဘာသာကိုပဲမင်းတို့တောက်လျှောက်ပြောနေတယ်လို့နော်အဲဒါမင်းရှင်းရမယ်တာဝန်ယူရမယ်လို့မြတ်စွာဘုရားကိုတာဝန်လူအစင်ပုံစံမျိုးနဲ့တရင်ချင်းပြောလာတာဟာနောက်တက်လာမဲ့ကလေးတွေနောက်တက်လာမဲ့ညီတော်နောင်တော်လေးတွေဟာအထင်မှားစရာတွေဖြစ်လာနိုင်ပါတယ်တကယ်ပဲ သူပြောတယ်လို့ပဲမြတ်စွာဘုရားတာမန်မှာပခုံးဖက်အဲဒီလိုမျိုးပေါင်းသိလောက်အောင်ထိမတိပန်းနဲ့ဒီလိုမျိုးပေါ့တင်ငန်းကိုအရှိကြီးဝတ်ထားပြမှာဒီလိုမျိုးဟိုအဲ့တော့ဆရာတော်တာမန်တော်ဒီရဟန်းတန်ခါအရှင်သူမြတ်ဒီဒီဟာက ကျွန်တော်တို့ကျွန်တော်ကတော့တစ်ဖက်လူသားစင်နာစင်မရှိဘူးသူပြောတဲ့ဇာကကအစိတ်တင့်ဒီမတင့်ဒီဆိုတော့အရှင်ဘုရားတို့ဆုံးဖြတ်ပေးဖို့လိုတယ်ဘာဖြစ်လို့ဒီဇာကကနောက်ကလေးငယ်တွေမှာသူတို့ 你没骂我们？喏，明早比家个大妈就诶底下滴嘞，诶，养起了狗咪个咋么好？乌沙贝井个呢，多的嘞，乌沙贝井个呢，不要了来。你他妈也是那个，明早别打，打个嘞，底下都屋里个买嘞，该做吧做，好啦。哎，就话你明早别底下，明早别钱偏多嘞，偏多没得一千嘛。知道啊，哎，都是阿年啵，喏，知道都是阿年撇的，知道都是阿年嘞，底下都呢包来了钱，不老表嘛做，底下都在呢，钱库偏嘛，喏，打个嘞，底下都在钱库嘛。 你做不下去嘛？哎，你做不下去，好大的对呀！利润啊，我达到七十岁右，不老不晓得多个。对呀，当然了啊，利润对呀，七十左右呢。哎，对呀，当然七十啊，是六点，对呀，七十些吧。年做不下去，先不要那么，不要那么钱嘛。对呀，七十些困难点嘛。哎，对呀，七十些困难呢，苦钱提过。 စာပေကျမ်းကနေရှင်းရှင်းစင်းစင်းသိလာတာဒီလိုတမိုင်းကြောင်းတွေတမိုင်းကြောင်းတွေအများကြီးတယ်။ तू ပြောလိုက်တဲ့ပုံစံ तू ပြောချင်တာကြတော့တမိုင်းကြောင်းကိုကောင်းတာလေးကြားတော့ခြင်းအဲတခြားဘာသာကောင်းတာကြတော့တမိုင်းကြောင်းတွေယူချလာပြီးကောင်းတာပြောဒီမှာကျတော့စင်ငယ်စင်ငယ်ပွားလာတဲ့လူကတက်တက်ကိုဒါလုံးကြံဖန်ပြီးတဲ့ဆိုတာပြောတယ်။နီးစက်တဲ့စစ်ကကျွန်တော်တိုက်ဝဲဝင်တဲ့အဲစစ်တီအင်အားဘယ်နိုင်ငံကိုတိုက်တယ်ပဲဒါကြတော့နီးစက်တို့တဲ့။ဟိုကအဝေးကြတော့ဘာမှမသိတို့တဲ့။ ကဲအဲ့တော့ကျောင်းကြီးကိုမောင်နှမတွေကျွန်တော်ပြောချင်တာကအမျိုးဘာသာဗုဒ္ဓဘာသာတည်တတ်မှုကျွန်တော်အမျိုးဘာသာသာသနာကိုဒါတန်ဖိုးထားတတ်လာအောင်ရဟန်းရှင်လူရဟန်းတန်ဃာတွေကဒါလိုမျိုးတည်တည်ဆန်းဆန်းရှင်းပြသင့်တယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်เนาะအဲတကယ်လို့မရှင်းပြနိုင်တယ်ဆိုတော့ပဲအဲသူပြောတာအမှန်ဖြစ်သွားမှာပေါ့မြတ်စွာဘုရားတာဝန်သူပဲဘာလို့ကသူ့ပခုံးချင်းဖတ်တော့တောင်မှမသိပါဘူးဆိုတာမျိုးတွေဖြစ်လာမှာပေါ့เนาะအဲ့တော့မဘာသာဆရာတော်ဘုရားတို့မဘာသာဆရာတော်ဘုရားကဒါလေးကိုကျွန်တော်ဖြည့်ရှင်းပေးဖို့အတွက် တောင်းဆိုပါတယ်ဗျာเนาะဒါကျွန်တော်ကတော့အဲဒါလုံးဝလုံးဝကန့်ကွက်တယ်။ဘာကြောင့်ကန့်ကွက်လဲဆိုတော့မြတ်စွာဘုရားတာမန်လူတယောက်ပဲဆိုပြီးသူလက်ညှိုးထိုးလိုက်တာဟာအမတန်ကိုကျွန်တော်တို့တက်တဲ့စိတ်မကောင်းစရာဖြစ်တယ်။နောက်တက်လာမဲ့ကလေးအတွက်လည်းစိတ်မကောင်းစရာပဲ။ဒီအတိတ်ဒီအမြင်တွေမှားလို့ရှင်လို့ရှိရင်ကျွန်တော်တို့ကံငါးပါးဆိုတာကတိတော့မှာမဟုတ်ဘူး။မူတာဝါဒနောက်ခါကြလို့ဆိုရင်သူရာမေရိယပါဏာတိပါဒကံကာမေတုမိသာသာရကံ ါတွေကိုသူတို့သိတော့မှာမဟုတ်နောက်အာဒိနာဒါနာကံနေဒါတွေကိုသူတို့သိတော့မှာမဟုတ်တော့ဒါတွေကမဟုတ်ပါဘူးကွာတာမန်နေပါဆိုပြီးဖြစ်သွားလို့ရှိရင်တိုင်းပြည်မှာမလိုလားအပ်တဲ့ပြဿနာတွေမလိုလားအပ်တဲ့ဇယက်အသွင်မြေလက္ခဏာတွေသူတပားကိုတတ်တဲ့အယူဆတွေအတိုင်းဖြစ်သွားနိုင်မယ်လို့ကျွန်တော်အနေနဲ့ယူဆမိတယ်အဲ့တော့ဗုဒ္ဓဘာသာတာသနာတော့ဘုဆောက်ဆောက်ကြကုန်တော့ရဟန်းရှင်လူပြည်သူရဟန်းရှင်လူရဟန်းပုဂ္ဂိုလ်ပေါင်းတော့ကဒါဖြည့်ရှင်းပြဖို့လိုအပ်တယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်အားလုံးကျမ်းပါစေကြောင်းဆုမကောင်းတောင်းပါတယ်